းစိတ်နေရမိုးဟိကိုကိုအေးမလို့ပဲဖူးဖေးလာကြောင်ပြောနေလို့အခုလိုဝေဖန်ခံနေရတဲ့ဆိုမြတ်သူဆောင်ပရိသတ်များအားလုံးမဲမင်္ဂလာပါရှင့်အကယ်ဒမီမြောက်ဘူးသေးတဲ့မိုးဟိကိုကိုနှိမ်တယ်လို့ဖြစ်သွားလို့လူပြောများနေရကတော့ဆိုမြတ်သူဆောင်ပါဒီမတိုင်ခင်မှာတော့မြမပြည်ရဲ့ထိတ်တဲမင်းသမီး၃ယောက်ကဇကားတူတူရိုက်ကူးနေကြတာဖြစ်ပါတယ်ရှမ်းပြည်ရဲ့အလောင်းတရားတွေနဲ့ပြည်내နေရနေရတကူမှာမြမထိတ်တဲအနုပညာရှင်တွေစုပြီးတော့ရုပ်ရှင်ရိုက်ကူးနေရဆိုတဲ့သတင်းကကြားရတဲ့သူတိုင်းအတွက်ကြည်နူးစရာပါဒါပေမဲ့အဲ့ဒီကြည်နူးစရာရိုက်ကွင်းပေါ်ကနေမထင်မှတ်ထား တဲ့ဗီဒီယိုလေးတစ်ခုကတော့လူမှုကွန်ရက်ပေါ်မှာလူပြောများစရာဖြစ်သွားခဲ့ပါတယ်။ဝိုင်းရင်မင်းသမီးကြီးစိုးမြတ်သူဆောင်အကယ်ဒမီဖွေးဖွေးနဲ့မင်းသမီးကျော်မိုးဤကိုတို့ပြဿနာတက်တာကတော့ရှမ်းပြည်နယ်ပင်တရားမြို့ကရိုက်ခွင်းတစ်ခုမှာအစာပြုခဲ့ရပါ။ရိုက်ခွင်းနောက်ခွေကအမတ်တရားဗီဒီယိုဖိုင်လေးတစ်ခုမှာမင်းသမီးကျော်မိုးဤကိုကအနုပညာသက်တမ်းမှာအများကြီးစီနီယာကြတဲ့မင်းသမီးကြီးစိုးမြတ်သူဆောင်ကိုရင်းရင်းနှီးနှီးနဲ့နှုတ်ဆက်နေတဲ့မြင်ကွင်းလေးပါဝင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဗီဒီယိုကိုကြည့်ရှုတဲ့သူတွေအံ့အားသင့်သွားစေခဲ့တာကတော့မာကြီးစိုးကိုစိုးမြတ်သူဆောင်ကနှုတ်ဆက်နေ တဲ့မိုးဟေကိုဘက်ကိုလှဲမကြည့်ပဲနဲ့အရေးတယူမလို့ပဲနဲ့အနားမှာရှိနေတဲ့ဖူးဖေးရဲ့အလှကိုသာဒစိမ့်စိမ့်ကြည့်ပြီးတော့ချီကျူးစကားတွေဆိုနေခဲ့တာပါဒီဗီဒီယိုဖိုင်ရအချိန်တို့တွင်မှာပဲအွန်လိုင်းပေါ်မှာပြန့်နှံ့သွားခဲ့ပြီးတော့မိုးဟေကိုကိုချစ်တဲ့ပရိသတ်တွေကြောင့်မှတော်တော်လေးလေးခရက်ရိုက်သွားခဲ့ပါတယ်သူတို့ချစ်တဲ့အနုပညာရှင်တယောက်ကစီနီယာတယောက်ကိုလေးလေးစားစားနှုတ်ဆက်နေချိန်မှာမျက်နှာလေးကပြစ်လို့ပြီးတော့အခြားတယောက်ကိုအာယုံဆိုင်နေတဲ့အပြုမှုကမိုးဟေကိုပေါ်မှာလေးစားမှုမရှိရရောက်တယ်လို့သူတို့ကခန့်စားခဲ့ပါတယ် ဒီကိစ္စကဒီတိုင်းလေးပြေးမသွားပဲပိုပြီးနန်းနေတဲ့မေကွန်းထုံးမှုတွေဖြစ်နေပါတယ်။လူအများစုကဒါဟာရိုးရိုးတိုက်ဆိုင်မှုတစ်ခုလား။ဒါမှမဟုတ်အကယ်ဒမီစုဆိုတဲ့အသေးမှပြုမှုအပေါ်မှာအခြေခံပြီးတော့ခွဲခြားဆက်ဆံလိုက်တာလားဆိုပြီးတော့သုံးသပ်နေကြတာပါ။အားလုံးဒီကြိုက်တိုင်းပဲပိုပြီးဟာအကယ်ဒမီစုများစွာကိုပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့ဆိုမြတ်သူစာကိုယ်တိုင်ကလည်းအကယ်ဒမီများရှင်မောင်း ရှမ်းပြည်ရဲ့အလောင်းတရားရုံးနဲ့ပြည်내နေတဲ့နေရာတခုမှာမြမထိတ်တန်အနုပညာရှင်တွေစုပြီးတော့ရုပ်ရှင်ရိုက်ကူးနေရဆိုတဲ့သတင်းကကြားရတဲ့သူတိုင်းအတွက်ကြည်နူးစရာပါဒါကြောင့်ပရိသတ်တွေကတော့မိုးရီကိုတရားဖွေးဖွေးလို့အကယ်ဒမီမရဘူးလို့တမင်သက်သက်နှိမ်လိုက်တာလားဆိုတဲ့အတွေးတွေနဲ့စုမြတ်သူစာရဲ့အပြုမှုပေါ်မှာဝေဖန်မှုတွေပြင်းထန်လာခဲ့တာပါဒါပေမဲ့ဒင်းကားတပြားမှာခေါင်းနဲ့ပန်းဆိုတာရှိတယ်လို့ဒီကိစ္စမှာလည်းတခြားတစ်ဖက်ကနေကြည်မြင်သူတွေရှိနေရပါသူတို့ကတော့ရိုက်ကွင်းတစ်ခုရဲ့ပင်မမှုတွေအာယုံဆဲမှုတွေကြောင့်မှဒီလိုမတော်တဆဖြစ်ရက်တွေဟာဖြစ်တဲ့ကြောင့် င်စက္ကန့်ပိုင်းလောက်သာရှိတဲ့ဗီဒီယိုဖိုင်လေးတစ်ခုတည်းနဲ့လူတယောက်ရဲ့စိတ်နေစိတ်ထားကိုအကဲဖြတ်ဆုံးဖြတ်လို့မရကြောင်းထောက်ပြပါရစေ။ ဆိုမြသူစာဟာအနုပညာလောကမှာဂျူနီယာတွေအပေါ်မှာအမြဲတမ်းကောင်းမွန်စွာနဲ့ဆက်ဆံတတ်တာဖြစ်ကြောင်းသူရဲ့လုပ်ပေါ်ဂိုင်ဘက်တွေကကြီးကျူးပြောဆိုကြတာပါဘလို့ပဲဖြစ်ဖြစ်ဒီဖြစ်ရလေရအနုပညာရှင်တွေကြားကဆက်ဆံရေးအကြောင်းကိုသာမကပရိသတ်တွေကမိုးဟီကိုကိုဘလောက်ထိချစ်ပြီးတော့အကယ်ဒမီဆုရောက်စေခြင်းနေလဲဆိုတဲ့အမြင်ကိုပါပေါ်လွင်သွားစေပါတယ်ရှိုင်ခွင်းပေါ်ကမထင်မတဲ့ဖြစ်ရလေတစ်ခုကိုအငင်းပေါ်စရာတစ်ခုဖြစ်မမြင်မဲနဲ့သူတို့အနုပညာရှင်အားလုံးရဲ့ကြိုးစားအားထုတ်မှုတွေကိုဆက်လက်ပြီးတော့အားပေးသွားကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်ပရိသတ်ကြီးတို့ရောမိုးဟီကို ကိုနှိမ်ချလိုက်တဲ့ဆုမြတ်သူကြောင့်အပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်